Welcome to Mobile Legends. ကျွန်တော်ကတော့အခု Paladin Esport မှာစောင့်ကြားနေပါတယ်။ကျွန်တော် Esport လောကတွေကိုဝင်ရောက်လာတာကတော့ငငယ်ကကျွန်တော်အကုန်နဲ့အမျိုးမျိုး Dota တွေပဲစောင့်နေတယ်ပေါ့နော်။ဂိမ်းတိုင်းမှာသွားစောင့်နေမှာကျွန်တော်ဂိမ်းကစားတော့တော့ကြတာပေါ့နော်။အဲကျွန်တော်အခုလက်ရှိရတော့နော်ဒီ MSA ဆိုရဲ့အာတော်နမန်ပေါ့နော်မြန်မာကော်လာဖီတော်နမန်ပေါ့ဆိုစားနေပါတယ်။အာမနေ့ကဘယ်အသင်းမှာဆော့နေရလဲမသိဘူး။အဲကျွန်တော်ကတော့အခု Paladin Esport မှာဆော့စားနေပါတယ်။အာအပ်ပြီးလို့ရှိရင်မော်လီအခုအာ Esport လောကတဲ့ပေါ့နော်ဘယ်လိုမျိုးဝင်ရောက်လာလဲဆိုတာလေးကိုလည်းတစ်ချက်ပြောပြပေးပါအောင်။အာကျွန်တော် Esport လောကတဲ့ကိုဝင်ရောက်လာတာတော့အာငငယ်ကကျွန်တော်အကုန်နဲ့ဘယ်လိုမျိုး Dota တွေပိုင်းဆော့နေနေပေါ့နော်ဂိမ်းဆိုင်မှာသွားဆော့နေနေမှာကျွန်တော်ဂိမ်းစားတာတော့တော်ကြလာပေါ့နော်။အဲအဲ့နောက်ပိုင်းမှာ Mobile Legends ဆိုတဲ့ဂိမ်း တိတ်မကြဘူးเนาะထွက်လာခဲ့ပေါ့เนาะအဲထွက်လာပြီးနောက်ပိုင်းမှာကျွန်တော်အကုန်လည်းတူတူဆော့ရင်းရနေပြီးတော့ဒီလိုမျိုးကျွန်တော် brand နေမြင့်ကျင်နေတဲ့အဲ့လိုမျိုးနေရာတစ်ခုထိရောက်ကျင်နေပေါ့เนาะအဲ brand အမည်တနေရာထိရောက်ကျင်နေတဲ့သူပဲကျွန်တော်စူးစမ်းရပေါ့เนาะဆော့ရင်းဆော့ရင်းနေမှာနောက်ပိုင်းမှာတိုင်ပွဲရှိလာခဲ့တယ်တိုင်ပွဲမှာ Barmis Go ဆိုတဲ့အတင်းရတယ်တော်တော်လေးနာမည်ကြီးပြီးတော့ကျွန်တော်အားကျတဲ့အတင်းနဲ့ဖြစ်လာခဲ့ပေါ့เนาะအမှ stage နဲ့ဆော့ရတော့ကျွန်တော်လည်းဒီနေ့ဒီလိုမျိုးလူအများရဲ့ရှိမှာစိတ်ပုံမှာကျွန်တော်ဗာလဲဆိုတော့လုပ်ပြနိုင်ခြင်းနေပေါ့เนาะ champion လိုခြင်းနေအဲတော့ကျွန်တော် pro player လမ်းကြောင်းကိုအဲ ရှောင်းနှန်းဖြစ်ခဲ့ရထင်ပါတယ်။အင်းကောင်းပါရှင်။အာမော်လီတီဘရအနေနဲ့အခုလက်ရှိမှာပေါ့နော်ဆော့နေရဲ့အာပြိုင်ပွဲလေးအကြောင်းလေးတစ်ချက်တော့ပြောပြပေးပါအောင်။အဲကျွန်တော်အခုလက်ရှိရတော့နော်ဒီ MSA ဆိုရဲ့ဒါတော်နာမန့်ပေါ့နော်မြန်မာကော်လာဖဲတော်နာမန့်ကျွန်တော်ဆော့စားနေပါတယ်။အာ e-sport နဲ့ပတ်သက်ပြီးတော့မော်လီရခဲ့ဆုလေးအကြောင်းတစ်ချက်ပြောပြပေးပါအောင်ရှင်။အဲကျွန်တော်စုတ်တရတော့ကျွန်တော်ဒါအရင်ကအတင်းတော်တော်များများနဲ့ကျွန်တော်တွဲဆောက်ခဲ့ဘူးပဲပေါ့နော်ကျွန်တော် ချန်ပီယံဆိုရောမရခဲ့ဘူးပြီမဲ့အမ်တက်တက်ရန်နာအဆက်ကန်ရန်နာအဲ့ဒီရောရခဲ့ပြီးတော့ကျွန်တော်အချူရယ်ဆက်ဆက်ရောက်တဲ့အချိန်မှာတော့ကျွန်တော်ကျွန်တော်ရဲ့ပထမဆုံးချန်ပီယံဆိုရရှိခဲ့ဘူးเนาะအဲတုန်းကတော့ကျွန်တော်ဒီအမ်ဖီကိုပေါ့เนาะဖီကို2024တော်နာမန့်မှာကျွန်တော်ချန်ပီယံဆိုရခဲ့တယ်ပြီးတော့အမ် Oridu Gamever 2024မှာလည်းကျွန်တော်ချန်ပီယံဆိုကိုဒီအချူရယ် e-sport နဲ့ပဲထပ်ပြီးရရှိခဲ့ပေါ့เนาะ အာမလေးခုဒီ e-sport လောကကနေပြီးတော့ဗောနော်ဒီ gaming college ကိုဘယ်လိုမျိုးသိပြီးတော့လာပြီးတော့ join ဖြစ်တာလဲအဲ့လေးတစ်ချက်ပြောပြပေးပါဦး GMD ဆိုရဲနာမည်อ่ะဗောနော်အဲကျွန်တော်တို့ဒါဦးလေးတွေအဖေတွေအကိုတွေခင်ဆရာရှိတာဆိုတော့လေဟိုနာမည်လည်းရှိရဗောနော်နာမည်ရှိရအကြောင်းလည်းဖြစ်တယ်ပြီးတော့ဒီ gaming college မှာတက်သွားရကျွန်တော်တင်ရင်ချင်းလည်းရှိရဗောနော်အဲသူတို့ရတဲ့အခုဒါနိုင်ငံသားမှာဒီအလုပ်တွေလည်းလုပ်နေကြပြီတကယ်လို့လည်းပွဲရရဲ့လူတွေလည်းဖြစ်ကုန်ကြပြီဗောနော်အဲလိုဆိုတော့ အဲ့ဒါအပြင်မှာကျွန်တော်ဒီ KMD ကိုစပြီးတော့အမျိုးဒီလာဖြစ်တဲ့အကြောင်းလေးတစ်ချက်ပြပြပေးပါဦး။ဒါရောက်ဖြစ်တာကတော့ကျွန်တော်အဲ Unity ပေါ့နော် MSA Unity မှာ KMD ကအဲ game ပြိုင်ပွဲမှာပါခဲ့ပေါ့နော်ပါခဲ့ပြီးတော့သူတို့လည်းနေရာတစ်ခုတည်းရောက်ခဲ့တယ်။အမှကျွန်တော်သိတဲ့ရာဒီ KMD မှာလည်းဒီ e-sport လဲ sporting ပြရဲ့အပြင်မှာအကျိုးစားနေတဲ့လူငယ်တွေလည်းရှိရပေါ့နော်။အဲ့ဒီတော့ကျွန်တော်လည်းဒီမှာဒီ anti-bug ကိုတက်ပြင်းနဲ့ကျွန်တော်လည်းကိုယ့်ရဲ့ ြီးဝါသနာဖြစ်တဲ့ခင်ကြီးဆောင်ရင်လည်းကျောင်းတက်ဖြစ်မယ်ဆိုပြီးတော့ဒီဘက်ကိုလာ join ဖြစ်တာဖြစ်ပါတယ်။အော်ဟုတ်ကဲ့ပါ။အာခုခေတ်မှာပေါ့နော်ဒီလူကြီးတွေကလည်းဂိမ်းဆော့တော့တိတ်ပြီးတော့အားမပေးကြဘူးပေါ့နော်။ဆိုတော့မောင်လေးကအခုဂိမ်းလဲဆော့ရဲပြီးလို့ရှိရင်အတန်းနေကျောင်းနေလည်းတက်တယ်ပေါ့။အာအဲ့တော့အဲ့မှာအခက်ခဲတွေလည်းရှိမယ်လို့ထင်တယ်ပေါ့နော်။ဆိုတော့အဲ့အခက်ခဲတွေကိုမောင်လေးအနေနဲ့ဘယ်လိုမျိုး manage လုပ်ခဲ့လဲဆိုတာဒီချက်ပြပြပေးပါဦး။အမ် ဘယ်လို manage လုပ်လဲဆိုတော့ကျွန်တော်ကအခုဒီ game zone နေရာကျွန်တော်ကန့်ဝင်နေရပါတော့ကန့်ဝင်နေရဆိုတော့ကျွန်တော်ဒီ game ဒီမှာကျွန်တော် campus ကိုအာကျွန်တော်အတန် money to friendly ဖြစ်တာကြောင့်ကျွန်တော် campus ကိုအာနေ့တိုင်းတက်ဖို့ဆိုတာကျွန်တော်အတွက်ခက်ခဲပေါ့နော်အဲ့တော့တော့ဒီ KMD ကဒီ hybrid teaching ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီတချို့ရက်တွေကိုတော့အဲတရက်နေ့လောက်တော့ campus လာပြီးတော့တချို့ရက်တွေကိုတော့ကျွန်တော်ဒါ recording ပြန်ကြည့်ရပေါ့နော်ဒီကျောင်းကတင်သမျှကိုကျောင်းကဆရာဆင်မတွေ recording လုပ်ပေးထားတော့ကျွန်တော်ကပြန်ပြီးတော့စာကြည့်ရလဲလွယ်ပေါ့နော်အဲ့ဒါပြင်မှာကျွန်တော်ကဒီတချို့မသိရတဲ့ဟာတွေကြောက်ရှင်လေ line ပေါ်မှာဆရာဆင်မတွေကိုသွားပြီးတော့ chat box မှာအာဒါနှစ်ယောက်တည်းပေါ့နော်ကိုတိုင်းကိုကြောက်သွားပြီးတော့မေးမြန်းလို့ရတယ်ပေါ့နော်အဲ့တော့ကြောင့်မို့ကျွန်တော်တို့ကတော်တော်လေးအဆင်ပြေပြအာအခုမောင်လေးလိုမျိုးပေါ့နော်ဒီ e-sport လောကမှာရောပြီးပညာရေးမှာရောအဲ့လိုမျိုးတွဲလို့ချင်တဲ့လူငယ်တွေအတွက်လည်းစကားလေးနည်းလေးပြောပြပါအောင်ရှင့်အမ်ဒီ တကယ်လို့ကိုကဒီ e-sport မှာဗောနော် e-sport နဲ့ပဲလဲ join ခြင်းနဲ့ဒီကျောင်းပညာကိုလည်းမပြတ်ချင်လို့ဆိုရင်တော့ဗောနော်ကိုကျွန်တော်ပြောခြင်းနဲ့အရာတစ်ခုကတော့စူးစမ်းပါဗောနော်စူးစမ်းပါပြီးတော့အဲကိုကဒီကေ passionate ဖြစ်ဖို့လိုရဲ့ဗောနော်ကိုကတကယ်အိတ်ကင်းကိုတကယ်အယူမူစောခြင်းနဲ့ဒီပြန်ပွဲဒီစင်မြင့်ထက်မှာစောခြင်းနဲ့ဆိုရှင်စူးစမ်းပါဒီမျိုးအချိန်တိုင်းတာတစ်ခုတော့ပေးရပါဗောနော်အဲစူးစမ်းပြီးတော့အချိန်တိုင်းတာတစ်ခုပေးပြီးတော့မှဒီမျိုးဒီ ပညာကိုလည်းသင်နေတယ်ပေါ့နော်ကိုဖြစ်ချင်တဲ့အရာကိုလည်းကြိုးစားနေတယ်မှာအကြောင်းပညာကိုလည်းတက်လို့ရတယ်ပေါ့နော်အာဟုတ်ကဲ့ပါရှင်အခုလိုပြေးကြပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဗျာ